မင်္ဂလာပါတော့ကျွန်တော်ရဲ့ Note Tiger Channel ကိုနေ့ရက်တိုင်းမားရကြနေအစီအမြဲကြည့်ရှုပြီးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီနဲ့ကိုနားငယ်တွေ relation မျိုးဖြစ်တဲ့အကျုပ်ကနားဆင်ကြရအောင်ဥက္ကဏီဟာပညာရှင်လားဥက္ကဏီကတဲ့ဥပဒေပညာရှင်လားရှင်းနေလားတော့မတိတဲ့သူများဆိုပြီးတော့ငထိန်ဟာကိုယူတင်တာတွေ့တယ်เนาะအဲ့တော့ငထိန်တောင်ဘယ်ရက်ဘယ်လိုပြောမှမသိဘူးကြည့်လိုက်เนาะဥက္ကဏီက ဥပဒေပညာရှင်လားရှင်းနေလားတဲ့တောင်မတိဘူးဆိုတော့ဥပဒေပညာရှင်နဲ့ရှင်းနေနဲ့ဟာသူပြောတဲ့ဘောမတူဘူးပေါ့နော်အဲ့ဒါအဲ့ကျွန်တော်ပြောတော့ဒီလိုမျိုးပြောရှိရတာပေါ့နော်ကျောက်ခွင့်ပြတိကျတယ်ချင်းလို့ရခဏမှမနော်ဘောလုံးစစ်တာငါလည်းအဲ့လိုတစ်ချက်ချင်းပြောတဲ့လူမျိုးကိုကြိုက်နော်ပြောဟုတ်ပြီနော်ဆွေးပြောတယ်ကျွန်တော်မှန်တယ်မထင်နဲ့ဟုတ်ပြီနော်ခဏလို့ဘောလုံးစစ်တာကြိုက်တယ်ကြိုက်တယ်အဲ့ဒါတော့ကြိုက်တယ်နော်ကိုအောင်နောက်နဲ့ကိုစဉ်းစားဟုတ်တယ်စဉ်းစားပြီ ်သူပြောရတယ်အမှားလေဆိုရင်ဒါပြောဟုတ်နော်ကျုပ်ကပြောအဲ့ကျွန်တော်ဘာကြောင့်ကျွန်တော်တို့ဘာကြောင့်လဲကျွန်တော်ဘာကြောင့်ညီညာလဲဆိုတော့ညီတော်မယ်လေညီစားချင်ခွန်းတော့ကျွန်တော်တို့ဘာကြောင့်ပြစီရကျွန်တော်တို့တို့ဘာကြောင့်ရတယ်ညီတော်မယ်လေဟုတ်နော်ဒီလိုလိုအရမ်းရတာကျွန်တော်ကတော့ပို့ပြီးအောင်ခွေးလေနော်အဲ့ကျွန်တော်ချက်ချင်းပြောတော့ဒါတော့ကျွန်တော်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုသူလိုတဲ့နေရာလေးကွက်ယူထားတယ်ဒါပဲလုပ်စင်ပြောစင်ပြော မင်းတရားဆိုမင်းတရားဆိုကြည့်နေတယ်ပြောသေးအော်ဒါလာရမရှိတာကိုမြင်ပါအောင်လို့ပဲဘာသာပြောရင်ဆိုရှင်မရှိလားအကောင်ဆိုတော့ဘာကိုပြောတာလဲရာဓူးတွေအပွင့်တွေဘားတွေဒါတတိုင်းအကောင်ဖြစ်တာလားမင်းတို့ဘုရားမှာအကောင်ဆိုတော့အဲ့ဒါလားတော့အဲ့ဒါဆိုအကောင်ဖြစ်သွားဘောအဲ့လိုလားဟမ်အဲ့ဒါမှတလိမ့်ဆန်နော်အဲ့ဒါတလိမ့်ဆန်အဲ့ဒါတလိမ့်ဆန်အတွေ့ ဥညိုရှိတဲ့ကောင်ဥညိုအားကိုးအစွဲရှိတဲ့ကောင်အစွဲအားကိုးတယ်ဥညိုမရှိတဲ့ကောင်ဥညိုရှိတဲ့ကောင်အဲတဘောကြအော်ဒီကောင်အကောင်မဲလို့အဲ့လားပဲနော်ဆက်ပြောသူတို့ရောလူသူတို့ရောတရားစမ်းလို့နိုင်ငံနိုင်ငံကြီးကတော့ပြောတယ်လူသူတို့ရောတရားစမ်းလို့ဘယ်မှာလုပ်ရည်နော်ဟုတ်ပြီနော်အဲ့တော့ဥက္ကူကြီးကဥပဒေပညာရှင်ကရှေ့နေတာကျွန်တော်မေးပြီကျွန်တော်မေးပြီတယ်ကျွန်တော်မေးပြီတယ်အဲ့ဒါကိုပြောချင်တာ ဥပဒေကဥပဒေပညာရှင်ကရှင်းတယ်ဥပဒေပညာရှင်နဲ့ရှင်းနေရမတူဘူးလားရှင်းနေဖြစ်ဆိုတာဥပဒေပညာရှင် ဖြစ်လို့မရဘူးလားအဲ့ဒါဆိုဥပဒေပညာရှင်ကဘာကိုပြောတာဖာဥပ္ပိုလ်နေဆိုတာမင်းတို့ကိုယ်တိုင်16နှစ်ကြာရေးဆွဲထားတဲ့เนาะအဲ60ဒရမ48ရာခိုင်နှုန်းထောက်ခံတယ်ဆိုတဲ့အဲ့ဒီအခြေခံဥပဒေစာအုပ်တအုပ်လုံးကိုမပြောနဲ့เนาะလက်ရှိတည်ဆဲဥပဒေတွေ အားလုံးကိုတော့ဖုံးလို့မှုရေလိုနောက်သူပြောနိုင်တယ်။သူပြောနိုင်လို့ပဲဒေါ်အောင်ဆန်းစုကြည်ကို59စာလုံးနဲ့ကာပြီးတော့နိုင်ငံရဲ့ခေါင်းဆောင်မဖြစ်အောင်မင်းတို့ဤမျိုးစုံနဲ့နှစ်ပေါင်းများစွာတိတိကျကျစီမံအကွက်ချထားတဲ့2000ကိုကြော်ပြီးတော့နိုင်ငံတော်အတိုင်းအမြံပုံကိုဆိုတဲ့ယာဒူးရဖို့အတွက်အဲ့ဒီဥပဒေကိုထောက်ပြခဲ့တာမင်းတို့ကိုယ်တိုင်ဖင်ချခံခဲ့ရတဲ့သူ အဲ့လောက်ဒီဥပဒေကိုတွန်းကျင်နေဆိုတဲ့အတွက်ဒီပုဂ္ဂိုလ်ဥပဒေပညာရှင်လို့ခေါ်တာမှားလားအဲ့တော့ပညာရှင်ဆိုတာဘာမှမသိတဲ့မင်းတို့တာဆန်ကောင်မျိုးဟာမရှင်းနေလားဥပဒေပညာရှင်လားတဲ့အော်သူစိတ်ထဲမှာရှင်းနေဆိုရင်ဥပဒေပညာရှင်မဟုတ်တော့ဘူးထင်ထားတာနေမယ်ဟမ်မှတ်ထားငထိုင်းတော့ပညာရှင်ဆိုတာလေဒီဘာသာရက်တစ်ခုခုကိုတောင်းတက်ကမှမဟုတ်ဘူးနော်ဘာသာရက်တစ်ခုခုကိုသူကိုယ်တိုင်လေလေ့လာတက်ကြွားရတဲ့အလုံးစုံ သူများတွေကိုလည်းပြန်လည်ဟောပြောပို့ချတင် जा ပေးနိုင်တယ်ပြီးလို့ရှိရင်ဒီအဲ့ဒီအရာရဲ့အဲ့ဒီပညာရဲ့အာတာချက်အာသက်ချက်လောကမဲ့အကြောင်းရဲ့စတဲ့ဖြစ်သူတည်တနာပြုစုနိုင်မယ်ဆိုရင်သူ့ပညာရှင်တို့တတ်မှတ်လို့ရတယ်ရှင်းလားနော်အဲ့လို့ဆိုမင်းနားလည်းပြီးချင်တယ်အေးဆက်ပြောဟုတ်နော်အဲ့ဒါကဥပ္ပလိလက်ပြခံတဲ့ကတော့ဥရပြခြင်းဥပ္ပလိလက်ပြခံလို့ရေးလာတာဟုတ်ပြီနော်ဒါနဲ့ရတယ်ရှင်းဥပ္ပလိလက်ပြခံတယ်လို့ရေးလာတော့ဒီကြီး ုခုလီယာဥဒိပညာရှင်နာရှိနေတာတရားဥမှုတို့ထိုးလုံးဝင်ရှင်လို့တော့ဥဒိပညာရှင်ဟဲ့ဟမ်ဒီကောင်ဆောင်ယူယူနေကြောင်တောင်တောင်နဲ့ကွာနာလေးနောက်ပြီးတော့ဟဲ့မင်းကပြောမယ်ဗီဒီယိုဖိုင်တွေကိုလေရေရှင်လောက်လို့ရှင်မင်းကအမြဲပြောတယ်တိတ်ခါကြီးကြီးယောက်ျားပိတတ်ဆိုတာလုံးမမီးတို့ဗီဒီယိုဖိုင်တွေရီရှင်လောက်ရင်မင်းတို့ဘက်အချမ်းကအဲ့ဒီမင်းတို့ခွေးဘက်အချမ်းအကောင်တွေရဲ့ဗီဒီယိုဖိုင်ကိုရီရှင်လောက်ရင်လေမင်းတို့စောက်ဘက်ကိုယွန်မိမဲ့ မင်းတို့ပြောထားတဲ့ဗီဒီယိုဖိုင် အစနဲ့အဆုံးငါဗီဒီယိုဖိုင်ရှင်မတာအတန်ကိုငနဲ့မြန်ပြီးတော့ပဲငါလုပ်တယ်ဘယ်တော့မှကြော်တယ်ဆိုတာမရှိဘူးလိုချင်တဲ့နေရာလေးဖောက်ပြောမယ်ဆိုရင်မင်းတို့ကောင်မျိုးတသက်လုံးပြောတတ်နေလို့ရတယ်သိလားနောက်ဆိုမှတ်ထားပြောချင်ဗီဒီယိုဖိုင်အစနဲ့အဆုံးတော့တိုက်ခါရှိရှိပေါ့ဟုတ်တယ်နော်ကိုလိုတဲ့နေရာလေးကွက်ပြီးမပြောနဲ့အဲ့တော့ပညာရှင်နဲ့ရှင်းနေတဲ့ကဘာမှန်းတော့မသိတဲ့မင်းအတန်စားမျိုးကိုငါပြန်ပြောနေရတယ်ဟိုနစ်နာတယ်နော် မင်းတို့အကြည့်ရှင်းပြောနေမင်းတို့ကောင်းဘူးခံစီတဲ့မင်းတို့ကောင်းဘူးပြောနေမင်းတို့အကူနဲ့နောက်နိုင်ငံကြီးကဘာလို့လို့ရဟောဘာလို့လို့ရလဲတဲ့အခုချက်ချင်းဟမ်ကရင်ပြည်နယ်ဆင်းပြီးတော့ကေကေပောက်ဖြတ်မယ်ဆိုတော့ကိုယ်နိုင်ငံလေးကငါငါကြားဖြတ်မကောင်းလီဘာပဲလို့လို့ဘလူးဆောက်ဆိုင်တဲ့အကြောင်းကြီးလို့ပြောလေဟမ်ချက်ချင်းအခုကကရင်ပြည်နယ်ဆင်းမှာကေကေပောက်ဖြတ်မယ်ထောက်အောင်ရတာအဲ့ဘာဖြစ်လို့လဲအမေရိကန်ကထိုင်းရော FBI ထုတ်လိုက်တယ်ပဲရှိသေးတယ်ဟမ်အဲ့ဘာလို့လို့ရလဲဖြစ်ပါဟောလားပြောလေအမဟမ် အာပထွေးတွားပြီးတော့ထင်ကြီးနေသေးတယ်ဟိုကကြောက်တာချီးထွက်နေတယ်ဟုတ်ပြီနော်မတရားလို့ဆိုတော့ခဏလာနိုင်ငံသားတရားဥပဒေစိုးရိမ်လို့နိုင်ငံတော်ကလေဝင်ရောက်မှုတွေမြို့ကူကနေနောက်ကနေနိုင်ငံတော်တရားဥပဒေနိုင်ငံတော်တရားဥပဒေစိုးရိမ်တွေဆိုတော့လေဟာနိုင်ငံတိုင်းပြဿနာတွေဝင်ရောက်ပြီးတော့ဆက်ဖက်နေတယ်မြို့နောက်နိုင်ငံတော်ဘာလို့လဲအဲ့တော့ဟောတက်ကြီးတက်ကြီး မင်းနိုင်ငံနောက်နိုင်ငံနဲ့ဘာလို့လို့ရလဲတဲ့အခုကြားပြန်ကိစ္စမှာဘာဖြစ်တယ်အာမဲကောင်ထောက်နိုင်ငံစီးဝေးလို့တော့အားလို့ခါကေကေပေါ့ဖြတ်မှာလို့ထားပြီးထားဖြစ်တာမိငန်းတမကျုံးမယ်ဆိုဆိုဟမ်ဘာလို့ရလဲစောက်ပြုတ်ဆိုင်တယ်လေဟမ်မဟုတ်ဘူးလားကောင်းပြီစောက်တော့ပါလာခဲ့လာခဲ့လာလာခဲ့လာခဲ့တော့ပြောင်းတယ်မင်းစီလိုက်ပါဦးကမင်းဘာကောင်မို့လဲဟမ်မင်းလားစိတ်ကိုမပြောနဲ့မင်းဖေအေတော့ခေါ်ဖေအေလို့တော့မခေါ်ရဲတဲ့မင်းအောင်နိုင်လို့ကောင်မျိုးစောက်ပြုတ်မဆိုင်လို့တော်တန်းနေတာ မင်းဆောင်စင်းလောက်ကိုဘာလက်မောင်းမှလိအရစ်တော်မှဟိုအပြစ်မရှိမဲနဲ့ကောင်းအောင်ငါ့ကိုခေါ်တယ်ဟာဒုက္ခပဲကွာငထင်းရာကိုဆောင်စင်းကိုတီဆန်းမှာမင်းတို့စစ်ခွေးရစစ်ခွေးပဲတိတာဘယ်တော့မှလူမဖြစ်ဘူးအဲလူဖြစ်ချင်လူနဲ့ပြည်သူရှိမှပူပေါင်းပြည်သူရှိမှလက်လက်ခပြည်သူရှိမှအညံ့ခံအဲ့ဒါဆိုရင်မင်းလူဖြစ်မယ်တိလားမင်းအဲ့ဒီပုံစံနေတော့မင်းခွေးရခွေးပဲတိလားခွေးရပဲလူကိုခေါ်လို့ရတာဟမ်လူကခွေးကိုခေါ်လို့ရတာခွေးရလူကိုခေါ်လို့ရတာမင်းအဲ့လားတော့တိပါသေးတယ်နော်ဒီလိုမျိုးရှိတာလည်းမပေါင်းလို့ မင်းတို့ပကံစီကမောင်းနေကွာဒီကောင်လေးအရင်ချင်းကျွန်တော်အမြဲပြောပြရအောင်သူတို့ကတော့ကျွန်တော်နာမယ်နာဟိုဘယ်လိုအဲ့လိုပြောရင်ကျွန်တော်နာမယ်ထင်လို့ပကံစေးတာတော့နောက်ရှိသေးရဲ့အဲစပွဲလိုလောက်တာလို့ဒီကောင်လေးရဲ့လောကပေါ်အစိတ်ခတ်မှုကိုမြင်အောင်ကြည့်အခုလောကကြီးမှာကျွန်တော်ပကံစေးနေတဲ့ကလေးတွေစပွဲလိုလောက်နေတဲ့ကလေးတွေနေရာတိုင်းမှာရှိတယ်အဲ့တော့သူတို့တို့ပြောလိုက်တဲ့အတွက်အဲ့စကားကိုကြားဝိုင်းနိုင်ငံရေးဆိုတာဘာမှမသိတဲ့အရွယ်ဆလင်ကားချောင်းနဲ့16နှစ်စကွန်20အရွယ်ပေါ့ နိုင်ငံကြီးဆိုတော့ဘာမှမသိတဲ့လူငယ်အမိန်ကလေးတို့ယောက်ျားလေးဖြစ်တယောက်တယောက်ကဒီလိုစကားမပြောဟဲ့ဗကန်ဈေးကရှက်စရာကွာဇမွေးလို့လောက်လားရှက်စရာအမှတ်မလွဲပါဘူးလားဗကန်ဈေးကရှက်စရာလားကျွန်တော်တက်တက်မှာဗကန်တိုင်းမသိဘူးနော်ဇမွေးလည်းမလို့ဘူးဒါပေမဲ့လုံးတိတ်လုံးရမယ်အဲ့ဒါရှက်စရာလည်းမဟုတ်ဘူးနော်လောကမှာအဲ့ဒါဂုံယူစရာတမာအာဇီဝကကြကြငါဝင်းအောင်ငါရှာလာတာငါရှာပွေစားတောက်နေတဲ့ငွေဒီ သူကတပားသူရဲ့မျက်ရည်ကြီးငယ်ကြတာမပါဘူးတပားသူမတထတာမပါဘူးเนาะအဲ့ဂုံယူစရာမင်းအမှန်ကောင်းနေတာမင်းတို့စောက်တော်သားတွေရောပြောမင်းတို့ကကျုပ်နားတော့မလဲမင်းတို့စောက်တော်သားတွေနားတော့လဲဘာလို့လဲကောင်းမလဲမင်းတို့ချင်းချင်းထောက်ဟုတ်နော်ကထောက်ဗနေအောင်ထောက်တာအခုမင်းထောက်ထားတဲ့စကားကငါပြန်မေးပြီးွားပြီနော်ဥပဒေပညာရှင်နဲ့ရှင့်နေရမတူဘူးဆိုတဲ့ဟာမတူဘူးလားလို့မင်းကငါပြေးတာဟမ် ပညာရှင်ဆိုတာဘာလဲမင်းသိကြ။စကားတစ်လုံးဆိုတာကိုပြောချင်တဲ့ရှောက်ပြောလို့မရဘူး။အတိတ်မှာရှိတဲ့စကားကိုပြောရတယ်။သိလား။မင်းပြောသလိုပဲငါလည်းပြန်ပြောမင်းစကားမျိုးထောက်ခံမဲ့လူကခေါင်းနဲ့မစင်းစားတဲ့စောက်ပိမဲ့ထောက်ခံမယ်။သိလား။အဲအဲ့ဒါလည်းမင်းမသိဘူးမလား။ပါဠိဝိုင်းကြီးကတော့ပါဠိကိုနားချပြီးရင်းနှီးပြတာပေါ့ယူ။ကျွန်တော်မလုပ်ရတာဘာမှမရှိဘူး။ရင်းနှီးမနိုင်တဲ့ပြတ်ပဲပေါ့ယူ။လောက်ပြန်လို့ပြန်ထွက်လိုက်လေ။ပြန်ထွက်လိုက်လေ။နော်။ဒါကျေးဇူးတရားမမေ့အောင်လေ။ဟုတ်ပြီလား။ဘယ်နဲ့ကြည့်အောင်လုပ်တော့ဦးလေ။ ညော်လင့်တယ်ပေါ့ဟုတ်လားအဲ့တော့ကာဘူးဒီကာဘူးဒီယုံကြတယ်မြန်မာနိုင်ငံရှိတယ်လူနိုင်ငံရောက်ဆက်တာကိုလူနိုင်ငံအိမ်ပါအောင်ပြရဘူးနိုင်ငံကြီးနိုင်ငံတူကြီးဒီလိုလေးဆုံးနေတယ်လို့အလောက်ပြအဲ့လိုဆုံးရတယ်မနာနိုင်အမှရတယ်တဲ့တော့ဒီမှာမြန်မာပြည်ကဘုသူ့ဘုသူ့ကြီးကမြန်မာနိုင်ငံကိုပြောနေလို့ညင်းလိုက်အလို့ရှင်ပြောတယ်ဘယ်လိုကတိကဝိုင်းကောင်တရားဝင်လဲစားလို့ဒီရသုတ်လို့ပြောပို့မှာတရားဝင်လို့ဟာဒါလေးဒါလေးဒါလေးမင်းရမှာဘယ်လိုကတိရမှာဘယ်လိုကတိပြုံးမှာလဲကွာ လိုက်ပေါင်းလက်ကပြန်မှလိုရောက်ပေါ့မင်းပြားဆွဲလို့ရနေပါသေးတယ်ဟုတ်လားဒီမှာဆိုကျွန်တော်ပြားဆွဲနေတယ်ဘယ်တော့တော့ဘယ်လိုပေါင်းလို့မလုပ်ဘူးရိုးရိုးလေးတည်းတည်းကတော့မနိုင်ရတော့ပါတယ်ဒီမှာလည်းတော့ဘောက်ဆိုတက်မဲ့ပြည်ဆိုတော့ချိတော့တယ်ပြားချက်တော့ဒီကတော့ကျွန်တော်တော့နိုင်လို့ချိရောက်တယ်ဟာတက်တယ်ဟာစက်ဘူးမလို့ကျွန်တော်တော့တော့တက်မဲ့ပြည်ဘာလို့မှမလုပ်ဘူးဒီပရော့ဒီပရော့ကမှလည်းတက်တယ်အမှုတော့မလုပ်စကားလုံးပါလို့ဘူးခွင့်ရတယ်ခံရတဲ့တိကျတော့ကြည့်ရမှာမဟုတ်ဘူးမဟုတ်လားသူစိတ်ထဲမှာလာခဲ့ငါတရားစွဲပြရမယ်ဆိုရဲစင်မှာ တတရားဆိုရင်တတ္တိမရှိတာရှိတယ်သူနားမလည်ဖြစ်နေတာငထင်းလူတစ်ယောက်ကိုလာခဲ့ငါပုံမှန်ပုံမှန်တတ်ပြီဆိုတဲ့ကပုံမှန်ဆိုတဲ့ဇကားရဲ့အနောက်မှာပြစ်မှုရှိတယ်ဟာမလားလူတက်မှုဆိုတွားထုတ်လိုက်ပါလေအေးတော့နဲ့ကကြီးလာအေးအဲ့ဒါလေအေးပြစ်မှုနဲ့တရားဆွဲမှတူးမဲ့ပြစ်ချက်ရှိလို့ဒါလေပုံမှန်ကိုတတ်လို့ရတာလေတရားဆွဲပါပြီဆိုတဲ့ကပြစ်ချက်မရှိပဲတွားဆွဲလို့မရဘူးငထင်းရဲ့မင်းစိတ်ထဲမှာအဲ့လိုထင်နေတာလား ဟာဒုက္ခပဲငထင်းကိုကတနာစရာလေးကိုဟဲ့လက်ပြီးရှိဒီပဲငပိန်းဟုတ်လားဒီလေသူဟိုကိုဘွားကိုဘယ်ရောက်လို့ရောက်မှမတိဖြစ်နေတူကသူ့သူတကယ်သူမှန်ရင်ချိန်ပြီးပြောနေတာကြားနေပြီကြားနေတော့တယ်ဟုတ်လားဟာအဲ့လိုပေါ့လို့ပြတာအော်ဒါတော့ကြာဘာလို့ပေါ့ကြည့်ပေါ့ရတယ်အင်းငါကလည်းချက်နေမှာလားတို့တို့ဒီမှာတနာမိတယ်မှန်တနာမိတယ်တနာမိတယ်ရပါလားဟုတ်လားအငါထိတ်တကားလေးကြားဘူးမလားယူတော့မလားအေးအဲ့လိုတော့ နော်အကောင်းပြောတာသွားပြီးတော့လေအဲ့မှာတွေ့တဲ့အယူတရားမေးကြီးရမင်းယူလာတော့မေးကြီးမင်းဘာပြန်ပြောမလဲနော်မင်းဘဝကအခုအဲ့တိုင်းဖြစ်နေတာသိလားမင်းဘဝအဲ့တိုင်းဖြစ်နေတာဟုတ်ပြီဟမ်ဦးရင်ကောင်းလို့ရင်းနောက်ရောဟုတ်လားဟမ်ဦးရင်ပြန်ရှင်ဦးကုန်ပြန်ရှင်းရပြန်ရှင်ဦးရင်ပြန်ရှင်ဦးရင်ပြန်ရှင်ဒါဆရာသားရဲ့ရှင်းနေလေအော်ဒနာရဲ့ဘဝဘလို့ကြိုက်ကွာအမှတ်ထားမှတ်ထားနော်ဥပဒေဥပဒေပညာရှင်တတ်တတ်တဲ့ရှင်းနေရတယ်မတူဘူးတဲ့ 俺新疆，屋里边养些皮肉面鹅，把它喂五百头鹅，得得。屋里边养些皮肉面鹅，我们的边疆线走的都跑高了，呼，好，我们的边疆线都，啊，都发了，啊，力量也足一手，啊，我代表了我们的边疆线，对了，都考外国，我成绩不赖，都考了六十几分，哪个？啊，我讲，你有本事我做来呀，要不也听到你，啊，你给我讲讲你弄的，我来也弄不了，还差一步，我说，数学不行，数学不行。

မင်းကငါတစ်ခါပြောကြည့်မယ်ကွာမတော်လို့တော်နိုင်နိုင်ဝင်မင်းဘယ်လိုလုပ်ဟင်မင်းဘယ်လိုလုပ်တစ်ခါတွေးကြည့်စိတ်ကူးလေးနဲ့ပဲတွေးကြည့်ပါတက်ပါလေတက်ပါလေတော့ဘောလေးလေးကြာတယ်တော်တော့အပြစ်လေးလေးတော့ကြီးကြီးပဲကြာကြတော့ဒါမျိုးတွေတော့တက်ပါလေဖြစ်ကြပါလေကဖြစ်ကြပါလေဟုတ်ဖြစ်ကြပါလေယူနီယံနောင်းနေ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 လာလေဂျော်လကင်းကြတာပေါ့ငါလေးနှကန်းတလန်ပန်းတလန်နဲ့ဟာကတိညာဟမ် ဟိုပညာရှင်နဲ့ရှင်းနေတယ်မဒူးတယ်ဥနေပညာရှင်နဲ့ရှင်းနေတယ်မဒူးတယ်ကဲမှတ်ထားနော်နော်မှတ်မှတ်တာတာငပိန်းစကားတိလားမှတ်မှတ်တာတာစစ်ကွေးစကားမှတ်ထားလိုက်အဲ့လားပညာရှင်နဲ့ရှင်းနေမဒူးတယ်နော်တော့မငင်းနဲ့နော်သူကသူကပညာရှင်စစ်တပ်ထဲကိုဝင်လာတာပညာရှင်အဆင့်နဲ့တိလားအောက်ကဘာလုပ်လဲရေခတ်ထင်းကွင်တရင်မမရမရှိတဲ့ရဲဘော်အဆင့်ကနေဝင်လာတာအခုတော့ပခုံးကတရက်လားနှစ်ရက်လားမသိရှိတယ်ဟမ်စစ်မတိုက်ဘူးတိလား တင်နန်းလေးပြီးသေးရဟိုရာရှိဖားဒီရာရှိဖားကိုနာကတ်နေဒီနာကတ်နေတကယ်ကြဲတိုက်ပွဲဒူးနှစ်ဖူးတွေဒူးတွေမတွေ့ဘူးတွားလည်းမတွားရဘူးတိုက်လည်းမတိုက်ရဘူးနော်အခုနေရခိုင်လွတ်ချင်ငထဲဟုတ်ဟမ်တွားရလားမင်းကြီးရခိုင်ဟုတ်မမိုးလေးဝတာအရှိမတွေ့ရမလားအဟာအမှငထဲလို့တွေကဝါရဖျံဓာတ်ပုံလေးရရင်ပြဟိုအေးရကျုံးလိုက်တာပွတ်တိပဲတွေ့ရမလားဟမ်တွားရလားမင်းကြီးငထဲအဲ့လိုမျိုးဒုက္ခပဲလက်ရှိစစ်တပ်ကလေမြောင်းနေမရောက်လို့ဘယ်လိုရောက်မလဲဒီလိုကောင်မျိုးတွေစစ်တပ်ထဲမှာဘယ်လောက်လောက်ရှိနေမသိဘူးနော်အကောင်ပြောလား စစ်ဘိုလ်ချုပ်ဒီမင်းအောင်လိုင်ကစပြီးတော့ဟိုအောက်ကြီးသူ့လိုမျိုးပေါ့ချီးကျုံးတဲ့အဆောက်စင်းကြီးဒါဘာမှဆောက်စင်းရှိတဲ့ကောင်မဟုတ်ဘူးကြည့်တော့အခုဒီနိုင်ငံမှာကျွန်တော်ဆိုဘန်ကောက်ကရုံးချုပ်အထိနိုင်ငံတော်အဆင့်တော့ရုံးချုပ်အထိကျွန်တော်ကိုခေါ်စစ်တာခံဘူးလေဇကားပြောတဲ့နေရာမှာလေရင်ကျင်းနေရောကိုယ်လည်းလင်းလင်းဆားဆားတူတူတန်တန်ကောင်းကောင်းမွန်မွန်နော်ဒီပုံလေးကျွန်တော်တို့ထောက်ပြလို့မရလို့ပြီးရင်ဒီခရိုင်အဆင့်တွေလူကြီးတွေ ယဉ်ကျေးနေရောစကားပြောတာစကားပြောနေရောဘုရင်ကပြောလို့ကိုဘာကိုတလုံးပြောလိုက်တယ်ကိုဘာလို့ဆိုလို့လဲဆိုတော့တို့ချက်ကလေးတိတယ်တို့ပြောတဲ့စကားကလည်းလေတကယ်ကို logic ချက်ချက်လက်တွေ့ချက်ချက်တုံတက်နှိုင်းရှင်ပြဖြစ်နေတဲ့အရာတွေရှင်းပြတဲ့နေရာမှာလဲအော်များနိုင်ငံခေါင်းဆောင်တွေကျွန်တော်အဲ့တော့မှလည်းကျွန်တော်တွေ့တယ်ငါတို့နိုင်ငံစစ်တပ်အကောင်တွေမိုက်ရိုင်းကိုစဲဆိုဖို့လာပေါ့တက်တာဟမ်စစ်သားတွေတို့တယောက်တယောက်ငါနဲ့တော့နေကြတာဟာယူကြည့်ပါလားဟမ်ချုပ်ကန်းချင်းမှာတွေ့ရမှာပေါ့ခါကောင်ကဗီဒီယိုဖိုင်တွေ့ရမှာပါပြီးတင်နှမ်းမှာထိုးနေကြတိတ်နေကြတဲ့ဟာတွေ ကြည့်သူတို့တွေကမိုက်ရိုင်းတာနဲ့ပြက်သားတာကိုသူတို့မသိဘူးမိုက်ရိုင်းတာကိုပြက်သားတယ်ထင်နေတယ်ဘောကလေအခုလည်းဒီမှာကြည့်ပေါ့ဥပဒေပညာရှင်ရတဲ့ဥပ္ပဒေကဥပဒေပညာရှင်လားရှင်းနေလားတဲ့ဒုက္ခပဲဟင်ကဲအဲ့တော့သူ့လိုကောင်မျိုးဘယ်နှယောက်ရှိတယ်ကျွန်တော်သိချင်တယ်နော်အဲ့တော့ကြည့်ရစစ်တပ်ထဲမှာဒီလိုကောင်မျိုးဘယ်နှယောက်ရှိတယ်တော်ရင်ဘောဒါစစ်ပွဲရှိပြီးတော့ဒီခွေးတက်မလို့မမဖြစ်ဒီလိုကောင်မျိုးတွေရှိတဲ့စစ်တပ်မှာမပြည့်ရင်ဘယ်စစ်တပ်မှာပြည့်เสียအကြောင်းမရှိဘူးเนาะမကုန်တဲ့စောက်ကြည့်တယ် တော်နိုင်အလွန်ကာလမှာဒီကောင်တွေဆောက်ဖွဲ့ကိုကျွန်တော်ကြည့်တယ်။နိဟဘလို့ပုံစံမပြတ်ဝမ်းတော့ငထိတ်တော့မင်းနဲ့ဆောက်ဆင့်ရှိတယ်။တော်စင်အင်းကြောင်းစင်တက်ရင်မှုတကယ်ချင်းကြောင်းတူတက်လာတဲ့ကောင်တွေနော်ပြီးလို့ရှိရင်မင်းနဲ့အဲဟိုကောင်က level ရှိတယ်တက်ချက်ကြီးပဲအဲ့ကောင်လဲနော်အဲတက်ချက်ကြီးအဲ့ဒီကောင်တွေဆိုရင်လေငါ့ကိုချိန်ခဲ့တာမြဝတီပဲလာခဲ့တဲ့ဟိုတကောင်မှမရှိတော့ဘူးသိကုန်ပြီတော်လိုင်းအစမှာတော်လိုင်းအစမှာ အဲ့ဒါအစတော့ငခိုးငခိုးတော့တော့တော်လာအနာမတိတ်ငင်လာတငငယ်ချင်းမဖြစ်တဲ့ညာဖြစ်တဲ့ကောင်းကောင်းမွန်မွန်အတော်လာရင်စတော့ဒီထောက်ဖို့တွေပဲလောက်လို့တော့လာဆဲလာချင်းအဲ့လိုချိန်အခုတော့မပြောတာပေါ့တူတင်ကိုတင်ပြောဒါတွေတော့ live ပေါ်မတင်ပါဘူးကျွန်တော်အဲ့ပြောရချိန်မှာခင်ဗျားတို့နောက်ဆုံးကျဘလို့ဒီလိုမင်းသားကြီးမင်းဘလို့လောက်ပြတ်မှာအော်ဒီကောင်ဒီစိတ်သက်တော့အောက်တန်းကျပါလားကျွန်တော်တွေးတယ်လက်နဲ့ကာယီပြီးတော့လက်နဲ့မဲ့တဲ့အရက်သားပြည်သူတယောက်ကိုဘလို့လောက်လိုက်မှာညာလို့လောက်လိုက်မှာသူတို့မှသူတို့ရှက်စရာကောင်းမတိတာဒီကောင်ဒီကောင်ထဲမှာဟာနိုင်ငံသူတို့ပိုင်နေသေးတယ် เนาะမတင်သူတို့အမေလင်ကဒီတိုင်းပြည်ကိုသူတို့အမွေပေးခဲ့တယ်သူတို့ထင်တာစစ်ဘုတ်စစ်သားဖြစ်ဝိုင်းတိုင်းပြည်ကိုပိုင်တယ်သူတို့ထင်သွားတာအဲ့လိုထင်အောင်လို့လဲသူတို့ဟိုကဘာဖြစ်တယ်အုံနောက်ထဲတွေကိုတုတ်ရည်ထည့်ထားတာကိုအဲ့လိုဆိုတော့ဒီကောင်ငထိန်ဆိုရောငထိန်လာလာလာသုံးမကောင်တော့အပြစ်ထည့်ပေးတာအဲ့ဆိုအဲ့ဒါလေးပဲလက်ပတ်နေတာခေါင်းထဲမှာဟမ်ကြောင်ကုန်တာဒီရစ်တွေမှာအလုံးတိတဲ့အတိုင်းပဲဘာလဲအပတ်စဉ်တစ်ကိုအိမ်ပြန်လို့ရပြီဆိုပြီးတော့ဖင်ဝါတဲ့ကောင်တွေကဘွာရဖြန့်နေတာ နော်ဓမ္မကြည့်လိုက်နားထောင်ပါကဘောနဲ့ထုတ်ပြန်တယ်နာသာသာအဲဆိုရင်ဒီလေးစုကထုတ်ပြန်တယ်ဒီမှာစစ်မှုတန်းတာဝန်ပြီးဆုံးလို့ပြီးဆုံးသွားလို့သူ့ရဲ့ဘိုးရဲ့မျိုးပြန်ခွင့်စစ်မှုတန်းတာဝန်ပြီးဆုံးအောင်လက်မှတ်ပေးပြီးတော့သူ့ဒီကသက်ဆိုင်ရာနေရာပြန်သွားခွင့်ပြီးတော့လောက်ကန်နေရာချထားပြီးတော့ချထားပြီးချထားပြီးရတယ်ဘုခါကမှတီစဲအစိုးရအမဲတားဖြစ်စင်တယ်ဗောဒီစဲအစိုးရဖြစ်သွားပြီလားမင်းတို့ကတီစဲအစိုးရတေးကြလားတေးကြတယ်ဆိုကုလသမဂ္ဂမှာဘာဖြစ်လို့ ်ပြည်စဲအစိုးရရဲ့ခေါင်းဆောင်မင်းအောင်လှိုင်နာမည်မဟုတ်ကြလားလေ2025မှာထုတ်ပြန်တဲ့စည်ရင်းတော့ဟို2020ရဲ့ထုတ်ပြန်တဲ့စည်ရင်းမဟုတ်ဘူးဒီ2025မှာထုတ်ပြန်တဲ့စည်ရင်းမှာပြည်စဲအစိုးရမြန်မာနိုင်ငံရဲ့အစိုးရခေါင်းဆောင်နာမည်မှာတမရဥဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့စကလုံးကြီးကိုဘာဖြစ်လို့ကုလသမဂ္ဂထုတ်ပြန်တာလဲဟမ်ကိုယ့်ကိုတည်စဲအစိုးရဆိုလို့ရှိရင်ကန့်ကွက်လေ ဘလူကန့်ကွက်ရဲလေဟမ်ကန့်ကွက်ရဲလားကတီစဲဆိုရဆိုစကလုံးပြောတာကြော်မျိုးမင်းမမရှက်ဘူးလားတားတီစဲဆိုရဖြစ်ရှင်နေပေါ့ခေါ်ပေးလိုက်ကြပါနော်ဒီဗီဒီယိုဖိုင်ကိုကြည့်တဲ့လူတွေနော်ခေါ်ပေးလိုက်ပါဘာဖြစ်လဲတီစဲအစိုးရ1 2 3တီစဲအစိုးရအဲ့လိုអော်ပေးရပါလားနော်အဲ့ဒါကိုစောက်ရှက်မရှိတီစဲအစိုးရတဲ့စံနှောင်းကြည့်နော် ကျောင်းမင်းရတမတော်ထုတ်ပြန်တာတွေ့ရတယ်ဆရာတောင်ကြီးမှလုပ်တဲ့ပွဲဆိုရင်ဒါပထမဆုံးအားမလို့ရှင်မယ်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတဲ့နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မတို့စစ်မှုထမ်းကာလပြီလို့ဆိုပြီးတော့ခုတို့မိခင်ရင်ကိုပြန်ပြီးတာဝန်ပြီးဆုံးတဲ့ဘယ်တို့ရဲ့မိသားစုစီပြန်လို့ရပြီးတကယ်မှစစ်မှုထမ်းပြန်ဆောင်ရကန်ကြီးခိုင်လာပြီအာပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင် sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခတ်ကိုခတ်ရအောင်ပဲဖြစ်လာတယ် တော့ကျွန်တော်တွေးကြည့်တယ်တော့တော့မောမောခါတော့မတွေးကြည့်နဲ့မတွေးကြည့်နဲ့လက်တွေပဲနော်တွေးကြည့်လို့ရှိရင်ခွင်းကပြောသလိုအယူနဲ့တွေးလို့ရတယ်ပညာရှိတဲ့တွေးလို့ရတယ်လက်တွေရပိုကောင်းတယ်အဲ့တော့အပတ်စဉ်တစ်ကိုပြန်ခွင့်ရပြီဆိုရင်နံပါတ်1အပတ်စဉ်တက်မှာတနိုင်ငံလုံးစစ်မှုထမ်းတပ်သားတွေစုဆောင်းခဲ့တာအင်အားဗနထောင်အဲ့ဒီအင်အားတွေကတေဝါတာယောဂကြောင့်တေဝါတာဗနယောက် တိုက်ပွဲမှာသူများပြစ်လို့သေသွားတာဘယ်နှယောက်စစ်တုံးပန်းဘွားရောက်သွားတာဘယ်နှယောက်ခြေရင်လက်တွေပြတ်ပြီးတံတောင်းစားဖြစ်သွားတာဘယ်နှယောက်ပြန်လဲပြီးတော့ပြန်ခွင့်လက်မှတ်ပေးလိုက်တာဘယ်နှယောက်ဆိုတဲ့စရင်ကိုခဏနေတော့ငါတို့ပြည်သူကိုမထောက်ပြန်နဲ့မင်းတို့တတ်မတော်တာအချင်းချင်းထောက်ပြန်ပေးထားလားအဲ့ဒါဆိုရင်တော့မစိုးဟုတ်တယ်နော်အခုစစ်မှုထမ်းအပတ်စဉ်ဖြစ်မှာလူပေါင်း9000တက်တောင်းလောက်ရှိမယ် အဲ့တသောင်းထဲနှစ်ယောက်လောက်ကိုမလုပ်လေအေယိုပြန်ခိုင်းပြီးတော့လက်မှတ်လေးပြလိုက်မယ်။ကြံတဲ့တသောင်းရှိလို့ရှိရင်9900ကျော်ကပေတဲ့ကောင်ကသေမယ်။ဒုက္ခိတဖြစ်တဲ့ကောင်ကဖြစ်မယ်။ရန်သူကြီးမှာဘာဖြစ်လဲချီးမုံထမ်းနေရကောင်ကချီးမုံထမ်းရမယ်ဆိုရင်အထိမ့်ပဲရှိလား။အဲ့တော့မင်းတို့စစ်သားတွေကိုပြောမယ်။ဝါရဖြန့်ခြင်းမင်းတို့လိုခေါင်းထဲမှာချီးပြနေတဲ့စစ်ကွေးတွေတွားဖြန့်။တိလာပြည်သူကိုအဲ့လောက်အကွက်နဲ့တတ်မလာနဲ့။ နော်အပတ်စဉ်တင့်အာတင်နှဆင်းလက်ဟိုနေတောင်ဝင်ပြီးဆုံးရောက်လက်မှတ်ထုတ်ပေးလိုက်ဘယ်နှယောက်ထုတ်ပေးတာလူဘယ်နှယောက်စားလဲမင်းတို့တင်နှဆခေါ်ခဲ့တာဖန်စီပြီးတော့ခေါ်ခေါ်မဲနိုင်ပြီးတော့ပဲခေါ်ခေါ်နော်လူကိုရောင်းပြီးတော့ပဲခေါ်ခေါ်အပတ်စဉ်တင့်တင်နှမှာလူသားဘယ်နှယောက်လဲနော်စမှုထံအပတ်စဉ်တင်မှာတင်နှနာဘယ်လောက်စုခဲ့တယ်ကျွန်တော်တို့ပြီးလို့ချင်းအဲ့ဒီတင်နှနာတွေကယောဂကြောင့်တေဝါတာဘယ်နှယောက်ရှိတယ်တိုက်ပွဲမှာကြာဝါတာဘယ်နှယောက်ရှိတယ်အမ်ပြီးလို့ရန်သူရှိမှာတုံမှန်းဖြစ်နေတာဘယ်နှယောက်ရှိတယ် ခြေပြက်လက်ပြက်ပြီးတော့ဒုက္ခိတဖြစ်နေတာဘယ်နှယောက်ရှိတယ်ပြန်လဲပြီးတော့ဒီစစ်မှုထမ်းတောင်းဝင်ပြီးဆုံးကြောင်းထုတ်ပေးလိုက်တာနှစ်ယောက်ဆိုနှစ်ယောက်တောင်းဆိုတောင်းယောက်ငါတို့ပြည်သူကိုမကျင်ညာနဲ့နော်မင်းတို့စစ်သားအချင်းချင်းတောင်မှအဲ့ဒီစစ်မှုထမ်းတပ်သားတွေကိုကျင်ညာပေးထားတာမရတော့ဘူးတိလားမင်းတို့စေးမမီတော့နော်စေးမမီတော့ဆန္ဒထောင်ကြည့်ဒါအောင်ဆော့ရှက်မရှိတဲ့ကောင်ကလော်ရဲတဲ့ကြည့် ါမှာသူ့ရဲ့တာဝန်ဆက်ထမ်းခြင်းနဲ့ဒါမှမထမ်းခြင်းလို့ပြန်ခြင်းလို့ဆိုလဲညော့မင်းပြန်လို့ရပြီအဆက်ထမ်းခြင်းလို့ဆိုစကားမပြောနဲ့ဘူးနော်လုံလောဆယ်စစ်တပ်ထဲမှာရှိတဲ့အရာကြီးဒီတိုင်ရင်မှုအဆင့်ကနေအောက်ခြေအဆင့်အကုန်လုံးကိုမင်းတို့စစ်သားကောက်ရဲလားငါတို့ရဲ့တပ်မတော်တဲမှာဘယ်သူတွေကပျော်ရွှင်စွာတာဝန်ဆက်ထမ်းခြင်းလဲဒါမှမဟုတ်ရင်ထွက်ခွင့်ရမယ်ဆိုရင်ထွက်ခြင်းလဲဆိုတဲ့စည်ရင်ကိုမင်းတို့ကောက်ရဲတဲ့တပ်တိရှိလားနော်အဲ့ဒါလေးပဲ ။လာခဲ့ငါတို့ PDF ဘက်မှာလာလိုက်ပြမယ်။နော်လိုက်ပြမယ်။ရှင်တန်းကိုမထွက်ကလို့စိတ်ောက်တာ။ထွက်ဖို့မဟုတ်ဘူးနော်။တနတ်မရလို့စိတ်ောက်တာ။ရှင်တန်းတွားကန်ဒီဟိုမှာစေးမှုကိုကတ်ပြီးတော့တွတ်တွတ်လုံးနေဘာဖြစ်တာလဲမေးလိုက်တော့ရှင်တန်းကိုလိုက်ချင်လို့နေမကောင်းတဲ့အတွက်စေးမှုရှိကထောက်ခံချက်တောင်းနေတာ။ရှင်တန်းလိုက်ဖို့နော်။တွားပြီးတော့အသေးခံပြီးမင်းတို့ခွေးမျိုးကိုပြစ်ဖို့အတွက်ဒါပေမဲ့မင်းတို့ဘက်မှာရှင်တန်းထွက်ဖို့တော့မပြောဘူးနော်။နောက်တန်းမှာတော့ မနေခြင်းနဲ့ပဲနဲ့ထွက်ခြင်းနဲ့လူစရင်ကောက်ရဲလားလို့ကောက်ခိုင်းတာမဟုတ်တော့ကောက်ရဲလားမေးတယ်နော်ဒါကြောင့်မို့လို့မင်းတို့တွေကပြောမယ်အခုဆိုရင်ငါ့အိုလေအကောင့်တူတွေနဲ့မျိုးစုံမင်းတို့တွေဝိုင်းတိုက်ခိုက်တယ်ငါနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်မှန်တာငါဘာမှမကြည့်ဘူးဆိုတော့ငါပြောတဲ့စကားတည်းကိုငါတောင်းဝန်ယူနိုင်တယ်မဟုတ်မှန်တာတခုမှမရှိဘူးနော်မဟုတ်တာကိုပြောထားရင်ကိုစီမဟုတ်တာပြောထားရင်လာခဲ့ပါအဲ့ဗီဒီယိုဖိုင်မှာယူလာခဲ့တခါတည်းစိတ်ခေါ်တယ် တိလားလူများကောင်မဟုတ်တာပြောထားရင်ဓမ္မတိကျော်မျိုးမင်းတို့ပြောရစကားနားထောင်ကြည့်ပါနော်ကျွန်တော်ကြောက်ဆိုရသူမိသားစုစီကိုပြန်လို့ရအောင်ခုပြပေးလိုက်ပြီ။ဘယ်နဲ့ရလဲ။ကျွန်တော်ကလည်းလာတာလည်းရတယ်။ဟင်းလာလာလာစားဖလာ။တနေ့နိုင်တိုင်းကျွန်တော်ဆင်းွားတဲ့၄၅ရက်အတွင်းမှာစစ်မှုထမ်းတပ်သား၁၆ယောက်အလင်းဝင်လာတယ်။လာစားရလာပြီးတော့လာစားဆိုတာပတ်စံမကန်ရဘူးတဲ့။နော်။လာစားတော့ထွက်တယ်ပြောတယ် ပြီးဘာဖို့ညာဖို့ဘာဖို့ညာဖို့အကုန်ဖျက်ရတာလက်ထဲပတ်စံတပြားရောက်လာဦးတဲ့ကျွန်တော်တို့စစ်မှုထမ်းအပတ်စဉ်စဝင်တဲ့ကနော်လက်ထဲကိုဒီစစ်တပ်ကပေးတဲ့လစာဆိုတဲ့ငွေကျပ်တပြားမှမရောက်လာဘူးတဲ့စရင်တော့ရောက်လာတယ်ဘာဖို့တွေဖျက်တယ်ညာဖို့တွေဖျက်တယ်အကုန်ပွင့်ဖျက်ပြီးတော့စရင်ရောက်လာတယ်နော်ထွက်ပြေးခြင်းနဲ့လူကအကုန်ပြေးတယ်ဒါပေမဲ့စစ်တပ်ထဲမှာပစနဲ့တန်တေရှိတယ်တန်တေဆိုတာကအရင်တည်းကဒီစစ်ခွေးလုံနေတဲ့ကောင်းလေး ါစဆိုတော့အခုမှစစ်မှုထမ်းလာတဲ့ကောင်တွေအဲ့ဒီပါစတွေကတော့အကုန်ပြေးကျင်တယ်တဲ့တန်တေတွေကတော့ပေအောင်တွားကြည့်မပြေးဘူးအဲ့ကောင်တွေကအသေးခံမဲ့ကောင်တွေတဲ့နော်ဒါကြောင့်မလို့တိုက်ပွဲမှာတန်တေတွေမိလို့ရှိရင်တက်တက်ခွဲပြီးတော့ပုံစံပေးကြပါလို့ဒီနေ့ကနေတိုက်တွန်းတယ်ဂျက်ဖတ်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးလှူရှာမှုတွေမှာအတင်းကျပ်ဖိအားပေးစင့်ခေါ်ခံရပြီးပါဝင်ရတဲ့အစိုးတော်တွေနဲ့အမှုပညာရှင်တွေကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူတွေဆိုပြီးစစ်တလောက်အခံပြန်ကြားရေးဝင်ကြီးဆိုသူမောင်မောင်အောင်ကစတင်တုံနှုံပြောဆိုလာပြန်ပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ကပဲရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့မြမအတန်တဲ့ရုံမြင့်တန်ကျမ်းမှာသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲပေးလှူရှာမှုတွေမှာအမှုပညာရှင်တွေကိုအတင်းကျပ်ဖိအားပေးရိုက်ခိုင်းနေတဲ့ရိုက်ကူးရေးလုပ်တဲ့နေရာစီကို စစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဆိုသူမော်မော်အုံးကတွားကြည့်ပြီးအမှုပညာရှင်တွေကိုဆန္ဒအလျောက်တက်ကြွစွာပါဝင်သူတွေဆိုပြီးတော့ပြောဆိုတုံ့နှုံတွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာပြန်ကြားရေးဝန်ကြီးဆိုသူမော်မော်အုံးကရွေးကောက်ပွဲအတွက်ရိုက်ကူးရေးလှုပ်ပေးဖို့အလှည့်ချနေတဲ့အစိုးတော်တွေနဲ့အမှုပညာရှင်တွေကိုတခါတည်းတွေ့ဆုံတွားပြီးအမှုပညာရှင်တွေဟာအခုလိုဆန္ဒအလျောက်တတကြွကြွပါဝင်တဲ့အတွက်သူအနေနဲ့အတိမတ်ပြုဂုံယူပါတယ်ဆိုပြီးတော့ပါခတ်တီတီနဲ့ပြောသွားသေးတယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အောက်တိုဘာလ30ရက်နေ့ကပဲ အကြံဖက်စစ်တလောက်ခံပြန်ဆက်ညှုံချုပ် Idris ဆိုသူကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာအမှုပညာရှင်တွေကိုခေါ်တွေ့ပြီးသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်စီယုံရေးတွေလုပ်ပေးဖို့ဖိအားပေးခဲ့ရမှာလွတ်ငိမ့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တွေပါမကြံအကုန်လုံးပါဝင်ရမယ်အကြောင်းနဲ့သူတို့ပြောသလိုမပါဝင်တဲ့အမှုပညာရှင်တွေကိုအရေးယူမယ်ဆိုပြီးတော့ပါအတိအလင်းချိန်ချောက်ပြောဆိုခဲ့ပါတယ်အင်းတော့မှာပဲသူတို့ပြောသလိုရွေးကောက်ပွဲဝါရဖြန့်လှှရှားမှုမှာပါဝင်မှုဆက်သွယ်မှုကိုအကြောင်းမပြန်လို့ဆိုပြီး မင်းသမီးပွပွနဲ့မင်းသားအလင်းရောင်ဒုကူပါစစ်တကခေါ်ယူစစ်ဆေးချင်းချောက်မှုတွေလုပ်ခဲ့ပါသေးတယ်။အဲ့ဒီလိုစစ်တကအမှုပညာရှင်တွေအပေါ်နှီးမျိုးစုံချင်းချောက်မှုတွေလုပ်ယုံနေမှာကတဖက်မှာလဲသူတို့စစ်တကထုတ်လွှင့်ခဲ့တဲ့ရွေးကောက်ပွဲအတူကြီးဆိုင်ရာဝါရဖြန်ဇလန်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇကားကိုလူမှုကွန်ရက်ကနေတစ်စိတ်ဝေဖန်လို့ဆိုပြီးနာမည်ကြီးဒရိုက်တာမိုက်တီဒရိုက်တာဇဘူထွန်းတက်လွင်ဒရိုက်တာအောင်ချန်းလူဇပ်ပိုတျုပ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတျုပ်ဆောင်အုံတိုင်းဆိုသူတို့ကိုပါ ရွေးကောက်ပွဲနှောက်ယှက်မှုနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ပါသေးတယ်။အဲ့ဒီလိုအမှုပညာရှင်တွေကိုစစ်တပ်ကနှီးပေါင်းစုံနဲ့ PR ဗီတာတွေရောဖမ်းဆီးပြတာတွေရောလုပ်ပြီးမှသူတို့လုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်စီယုံပေးဖို့ရိုက်ကူးရေးတွေအတင်းအကျပ်လုတ်ခိုင်းနေတာကိုအခုစစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဆိုသူမမောင်အောင်ကအမှုပညာရှင်တွေဟာဆန္ဒအလျောက်တက်ကြွစွာပါဝင်ပေးတဲ့အတွက်ကိုယူတယ်ဆိုပြီးတော့ပါမတိကျအောင်ဆောင်ပြီးခတ်တီးတီးနဲ့ပြောဆိုတော့ပြန်တာဖြစ်တယ်လို့အဲ့ဒီလို့ ရိုက်ကူးရေးလုတ်တဲ့နေရာကိုမမောင်အောင်ကိုတိုင်လာပြီးကြည်တာဟာလေအဓိကကတော့မင်းအွန်လိုင်းရဲ့မျက်နှာသာပေးမှုရအောင်ကလိန်ကကြစ်အချင်းချင်းဟန်ဆောင်ပန်ဆောင်တွေလုတ်ပြနေတာဖြစ်တယ်လို့လေစစ်တပ်ရဲ့ပြန်ကြားရေးဝန်ကြီးဌာနနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကိုတိုင်ကပြောထားပါသေးတယ်ခင်ဗျ။အဲဖြစ်စဉ်ကတော့ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းပြင်းမြို့နယ်ကဂျက်ဖစ်တပ်ရဲ့ခမရ9နှစ်8ကစစ်တပ်ကတူအပတ်စဉ်62ကျောင်းစင်းဘူကြီးဖြုတ်ကူကိုကျော်ဆိုသူဟာတရင်မှာတာဝန်ထမ်းဆောင်တဲ့အချိန် သူ့ရဲ့မိမနဒီမြဝင်းဆိုသူနဲ့အတူ online ကနေတဆင့်ငွေစုမဲ့ရှယ်ယာရှင်တွေကိုခေါ်ယူခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုရှယ်ယာရှင်တွေကိုခေါ်တဲ့အချင်းသူ့မိမနဒီမြဝင်းရဲ့ bank account တွေနဲ့လက်ခံခဲ့ပြီးပထမတော့ရှယ်ယာရှင်တွေကိုစုငွေနဲ့အမြတ်ငွေတွေပုံမှန်အပေးပြပြီးတော့သူတို့စီမှာရှယ်ယာရှင်တွေရဲ့ငွေပေါင်း3000ချီရောက်လာတော့မှအဲ့ဒီငွေတွေကိုမထုတ်ပေးတော့ပဲလိမ့်လေသွားကြတယ်ဆိုပါလေ။အဲ့ဒီနောက်ရှယ်ယာငွေထည့်ထားတဲ့သူတွေကသူတို့ငွေတွေကိုပြန်ပေးဖို့တောင်းလို့လဲ။ အဲ့ဒီအချမ်းဖက်စစ်တပ်ရဲ့ခမရ9နှစ်8ကဗိုလ်ကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနဒီညာဝင်းဆိုသူတို့ကငွေတွေပြန်မပေးတဲ့အပြင်ပြန်တောင်းတဲ့သူတွေကိုလည်း PDF ထောက်ပို့တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးဖမ်းဆီးတပ်ဖြတ်ပစ်မယ်ဆိုပြီးတော့ပါပြန်လဲချိန်ချောက်ပြောဆိုနေတယ်လို့ငွေလိန်ခံရတဲ့သူတွေကရန်ကုန်ခေတ်ကိုပြောထားပါတယ်။လက်ရှိအဲ့ဒီအချမ်းဖက်စစ်တပ်ရဲ့ခမရ9နှစ်8ကဗိုလ်ကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနဒီညာဝင်းတို့ရဲ့လိန်လယ်မှုခံရတဲ့ပြည်သူဟာအယောက်90ဝန်းကျင်ရှိပြီး ဲ့ဒီကိစ္စကိုသူတို့စစ်တပ်ရဲ့ခမရ9နှစ်တက်မှာရှိတဲ့တရင်မှုရောတိုင်းမှုတွေအထိပါတိုင်ကြားပေးမယ်လေအရေးယူမှုမရှိသလိုအဲ့ဒီငွေလိမ်နဲ့ပူကြီးဖြိုးကိုကိုကြော်ဆိုးသူကိုတိုင်ကတိုင်တဲ့သူတွေကိုပါဖန်စီတက်ဖြတ်ပြီးအကုန်လုံးကိုအစဖြောက်ပစ်မယ်ဆိုပြီးတော့ပါပြန်လဲချိန်ချောက်နေသေးတယ်လို့ငွေလိမ်ခံရတဲ့သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အချက်ဖတ်စစ်တပ်ရဲ့အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ຫນွေဦးတော်လိုင်းရဲ့အကြောင်းကိုစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွယ်စီယုံမှုမှာထည့်ပြောလိုက်တဲ့ ပြည်သူပါတီရဲ့တင်ကန်းကျုံမြို့နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်လောက်ဥလွင်မြင့်ကိုစစ်တပ်နဲ့ရွေးကောက်ပွဲကော်မရှင်ကအရေးယူမယ်လို့အဲ့ဒီကော်မရှင်ကသတင်းထုတ်ပြန်လာပါတယ်။တစ်ဖက်မှာတော့ဆန္ဒရှင်စန့်ကျင်တော်လှန်ရေးအကောင့်နဲ့စကိုင်းတိုင်းရဲ့ဂျာကာလာ NG အစိုးရစကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ပြီးစကိုင်းတိုင်းဖက်ဒရယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြင့်ထွေးဆိုသူရွေးကောက်ခံရတယ်လို့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ်ထမပုံမှန်အစည်းအဝေးကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ တစ်ဖက်မှာတော့နေပြီးတော့တကုန်းမြို့နယ်နဲ့စကိုင်းမြို့နယ်ဘက်တွေမှာအချက်ဖက်စစ်တပ်စစ်ကြောင်းတွေကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ချင်းမမှုတွေအတွေ့စစ်တပ်ဘက်ကစစ်နံဦးကတော့အသေးသေးတိတ်ကုန်ကြပြန်တဲ့အပြင်ကာဒစီကိုပါမိရှုရှင်းနေနိုင်ခဲ့တယ်လို့သက်ဆိုင်ရာတော်လန်ရေးတပ်တွေကရင်ကုန်ခစ်တစ်ကိုပြောပါတယ်ဖတ်မှာတော့မကွေးတိုင်းရေကျုံမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခလာရ196တရင်ကစစ်မှုထမ်းတပ်သားတဲ့ဟိန်းထလင်းဆိုသူဟာ သူ့ရဲ့တနက်အပြင်သူနဲ့အတူတာဝန်ကျနေတဲ့တက်ချက်ကြီးရဲ့တနက်ကိုပါယူလာပြီးလက်နက်နှစ်လက်နဲ့အတူတော်လိုင်းတက်တူစီမှာအလင်းဝင်ရောက်လာတယ်လို့ရေချုံမြို့နယ်ပတ်ကဖားရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တိကိုပြောပါတယ်ကျွန်တော်ရဲ့ North Tiger Channel ကိုနေ့တက်သဘောကျတယ်ဆိုရင်လည်း like and subscribe လေးကိုလည်းပြီးခဲ့ကြပါ